မိဘပြည်သူများရှင် Prime Media မှဒေါက်ခန့်နေစုရဲ့သတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါတယ်ရှင်။ဒီနေ့မှာတော့ကျွန်မပထမအဆုံးပြောမယ့်သတင်းလေးရပါဘောနော်။ NCA နဲ့ပတ်သက်တဲ့သတင်းလေးပါ။ NCA အခမ်းအနား10နှစ်ပြည့်ဟာမနက်ဖြန်မှာကျင်းပမှာဖြစ်ပါတယ်ရှင်။ဒီသတင်းလေးကိုကျွန်မအရင်ဆုံးဖတ်ပြပါမယ်။တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူညီချက်စာချုပ်ချုပ်ဆိုခဲ့တဲ့ NCA ဟာ10နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။မနက်ဖြန်ဆိုရင်ပြည့်မှာပေါ့နော်။အဲ့ဒီအခမ်းအနားလေးကို အောက်တိုဘာ15ရက်မနက်ဖြန်နနက်9:00အချိန်မှာနေပြီးတော့မြန်မာအပြည်ပြည်ဆိုင်ရာ convention ဘ ഹു ဌာန MICC 1မှာကျင်းပမှာဖြစ်ပါရဲ့ရှင်။ဒီခန်းနာကိုမိဘပြည်သူတို့အနေနဲ့လေးလာစောင့်ကြည့်ခြင်းနဲ့ဆိုရင်နနက်8:45မိနစ်ကနေစတင်ပြီးတော့မြန်မာတန်တဲ့ရုပ်မြင်သံကြား MRTV HD, MRTV News, MRTV Farmer Channel, MITVI စတဲ့ channel တွေကနေကြည့်လို့ရပါတယ်။ရုပ်သံလိုင်းတွေမှာဆိုရင်တော့ MNTVI ရဲ့ Sky Net ရဲ့ reader channel ပေါ့နော်အဲ့လို channel တွေမှာလည်းကြည့်လို့ရတယ်ဒါအပြင်များပြီး HD တို့များပြီး website တို့ MY website တို့ YouTube တို့ MRTV application တို့စသဖြင့်ပေါ့နော်အဓိကနိုင်ငံတော်ရဲ့နိုင်ငံပိုင်သတင်းဌာနတွေရဲ့စာမျက်နှာတွေထပ်မှာဒီပွဲလေးကိုထိုင်ရိုက်တိရှိနိုင်ပါတယ်ရှင်စိတ်ဝင်စားမယ်ဆိုရင်တော့ကြည့်ရှုလို့ရအောင်ကျွန်မပြောပြတာပါ။ဒါပြင်ရေဒီယိုနားထောင်နေသူအနေနဲ့ဆိုလဲသစင် FM မန္တလေး FM ပြင်ဆောင်ဝတီ FM ရွှေ FM ဗရမ်းမြ FM FM ပကန်း Cherry FM Star FM မြမအတန် Radio Application တို့မှာဒါရိုက် live ထုတ်လွှင့်ပြီးတော့နားဆင်နိုင်ပါတယ်ရှင့် NCA ကိုစိတ်ဝင်စားရဲဆိုတော့မိဘပြည်သူများအတွက်ဒီလိုမျိုး platform တွေကနေပြီးတော့တ िश ူလေးလာဖို့အတွက်ကိုကျွန်မတင်ပြပေးတာဖြစ်ပါတယ်ဒီတော့ကျွန်မအနေနဲ့ NCA 10နှစ်ပြည့်တဲ့ခန္ဓာလေးပေါ့နော်ဒီမက်ဖြန်ဆိုကျင်းပမှာဖြစ်တဲ့အတွက် NCA ကဘယ်ကစခဲ့လဲဆိုတာလေးကိုလည်းသတင်းလေးအနေနဲ့အနည်းငယ်လေးမျှဝေပြီးတော့တင်ဆက်ချင်ပါတယ် ဒီမိုကရေစီပထမအစိုးရလက်ထက်ဖြစ်တဲ့2017ခုနှစ်ဩဂတ်လ18ရက်နေ့မှာဆိုရင်ပြည်ညာချက်အမှတ်1မြင်းဆောင်2017နဲ့တိုင်းဒလနဲ့ကန်ဖွဲ့စည်းတွေငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်ကိုနိုင်ငံတော်ကဖိတ်ခေါ်ခဲ့ပါတယ်။တိုင်းဒလနဲ့ကန်ဖွဲ့စည်းတွေနဲ့ထိရောက်တဲ့ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့အတွက်ပေါ့နော်18ရက်6လ2017ခုနှစ်မှာပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကဦးဆောင်ပြီးတော့ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်ရှင်။အဲ့ဒီကနေမှ25ရက်17လ2017ခုနှစ်မှာဆိုရင် တိုင်းဒေသကြီးသို့မဟုတ်ပြည်내လုံခြုံရေးနဲ့နယ်စပ်ရေးရဝန်ကြီးဌာနဝန်ကြီးတွေတိုင်းဒေသကြီးသို့မဟုတ်ပြည်내ဥပဒေချုပ်တွေပြည်내အတွင်းရေးမှုတွေတက်မတော်ကစီဦးစီမှုပထမတန်းတွေပါဝင်တဲ့ပြည်내အစ်စ်ငိမ့်ချဲရေးဆွေးနွေးရေးအဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်ရှင့်အဲ့ဒီကနေမှနိုင်ငံတော်သမ္မတဦးသိန်းစင်ရနေပြီးတော့2022ခုနှစ်မတ်လတရက်နေ့မှာပြည်တော်စုလွတ်တော်ခန်းမှာတာဝန်ထမ်းဆောင်မှုတစ်နှစ်ပြည့်အထိမ်းမှတ်မေကုံးပြောကြားပြီးတော့သာဝရငိမ့်ချဲရေးပေါ်ဆောင်တဲ့နိုင်ငံတော်ရဲ့လမ်းပြမြေပုံကိုလည်းချမှတ်ပေးခဲ့ပါတယ် အဲ့ဒီလမ်းပြမြေပုံကတော့အဆင့်30ရှိပါတယ်ပထမအဆင့်ကပြီးနေအဆင့်ငိမ့်ချမ်းရေးတွေဆွေးနွေးကြမယ်ဒုတိယအဆင့်ကပြီးတော်စုအဆင့်ငိမ့်ချမ်းရေးတွေဆွေးနွေးကြမယ်တတိယအဆင့်ကနိုင်ငံတော်မှာအဓိကကျတဲ့ political player တွေပါဝင်တဲ့လွှတ်တော်မှာဆွေးနွေးညှိနှိုင်းပြီးတော့ငိမ့်ချမ်းရေးအတွက်သဘောတူညီလက်မှတ်ရေးထိုးဖို့အကောင့်ထဲပေါ်ဆောင်ရွက်ရမယ်ဆိုပြီးတော့ road map ကိုချပေးခဲ့ပါတယ်ရှင့်ဒီကနေမှအစဉ်စဉ်ဆွေးနွေးမှုတွေလှုပ်ဆောင်ပြီးရခါမှဆိုရင်တိုင်းဒေသလက်နက်ကန်အဖွဲ့15ဘွဲ့နဲ့အပြစ်ခတ်ရစဲသဘောတူညီချက်ကိုရရှိခဲ့ပါတယ်။ ပြည်내အဆင့်12ဖွဲ့လက်မှတ်ရေးထိုးခဲ့ပြီးတော့ပြည်ထောင်စုအဆင့်ကတော့14ဖွဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်ရှင်။အဲ့ဒီကာလလေးတွေကိုမှီတဲ့သူဆိုသိပါတယ်။ငင်းချင်းကြီးရဲ့အသီးပွင့်တွေကိုကျွန်မတို့နိုင်ငံလုံးခန်းစားခဲ့ရတယ်ရှင်။စစ်တပ်တွေဆိုတာလည်းမကြားအောင်လက်နက်တပ်တွေဆိုတာလည်းမကြားတော့ဘူး။ဘလောက်ထိအောင်အေဂျင်ခဲ့တဲ့တရက်တွေဖြစ်ခဲ့လဲဆိုတာမိဘပြည်သူများပြန်ပြောင်းပြီးတော့သတိရကြည့်ပါဦး။အခုချိန်မှာဒီလိုမျိုးနေ့ရက်တွေပြန်လည်ရရှိဖို့အတွက် NCA 10နှစ်ပြည့်မှာစွမ်းဆောင်နိုင်မယ်လို့ကျွန်မတို့ယုံကြည်မျှော်လင့်ပါတယ်ရှင်။ NCO တက်ကြမဲ့အဖွဲ့တွေဘဲအဖွဲ့တွေဆိုတော့မနေ့ဖြန်ချိုင်းသိရမှာပေါ့နော်အဲ့ချိန်ကျရင်တက်လာတဲ့သူတွေရဲ့စိတ်သဘောထားတွေဘလိုလေးတွေသူတို့စိတ်ထဲမှာရှိလဲပေါ့လေဒါလေးတွေလည်းကျွန်တော်တို့ကြားသိရမှာဖြစ်ပါတယ် NCO မှာဝင်ရောက်ဆွေးနွေးကြမဲ့သူတွေဝင်ရောက်ပြီးတော့ဗလမဲ့ရီထိုးဖို့အတွက်စိတ်ဆုံးဖြတ်တဲ့သူတွေဟာဆိုရင်လည်းငင်းချမ်းရေတကယ်လိုချင်တဲ့စိတ်ဆန္ဒနဲ့ရောက်ရှိလာကြတယ်လို့ကျွန်တော်အပြေအဝယုံကြည်ပါတယ်ဒါကြောင့်ကျမအနေနဲ့ပေါ့နော်ဒီ NCO တက်ရောက်လာမဲ့လက်နက်ကန်အဖွဲ့တွေအားလုံးစီကိုပြည်သူရဲ့စံနှုန်းအစစ်မှန်လေးတစ်ခုကိုကျမပေးပို့ခြင်းပါရှင် အဲ့ဒီဆန္ဒအစ်စ်မှန်ကတော့မြန်မာနိုင်ငံမှာထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက်ပါပဲအဲ့ဒီစိတ်ဆန္ဒလေးကိုမြန်မာနိုင်ငံမှာရှိတဲ့ကလေးလူကြီးမရွေးတူဦးတယောက်ချင်းစီမှာအဲ့ဒီစိတ်ဆန္ဒအပြည့်အဝရှိပါတယ်မငြိမ်းချမ်းခြင်းရဲ့အရာတောင်ကျမတို့သိသွားပါပြီစိတ်ဒုက္ခတွေလည်းရောက်လာပါတယ်မိသားစုတွေလည်းဒုက္ခဆင်းရဲကြီးလာပါတယ်ဒါကြောင့်လက်နက်ကင်တွေအနေနဲ့အတက်နိုင်ဆုံးတောင်နဲ့တောင်ဆွေးနွေးညှိနှိုင်းပြီးတော့ကျမတို့ထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက်ကုညီဆောင်ရွက်ပေးကြပါလို့ကျမမိဘပြည်သူများအားလုံးကိုစား NCA စနစ်ပြည့်အမှတ်တရအနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့စိတ်ဆန္ဒလေးကိုထုတ်ဖော်ပြီးတော့တင်ဆက်လိုက်ပါရစေရှင်။မိဘပြည်သူများရှင်ကျွန်မဒုတိယတင်ဆက်ပေးမယ့်သတင်းလေးကတော့ TNL အဖွဲ့ရဲ့ပေါ့နော်။ဖြစ်လက်ရှိဖြစ်နေတဲ့အခြေအနေလေးပေါ့။သူတို့ရှေ့တိုးကခတ်နောက်ဆုံးကခတ်ဆိုတဲ့အခြေအနေတခုကြုံနေပါတယ်။ TNL ကဆိုရင်2023ခုနှစ်အော်တိုဘာလ29ရက်နေ့လောက်ကနေစပြီးတော့ဒီတို့ MNDAA ရဲ့ AA ရဲ့ KNDF ရဲ့ BNR ရဲ့ BBL ရဲ့မန္တလေး PDF ရဲ့ DPL ရဲ့ PL ရဲ့စတဲ့လက်နက်ကင်အင်အားစုတွေနဲ့စုစည်းပြီးတော့ တစ်တုံညာနှစ်ခုစစ်စင်ရေးဆိုတော့စတင်ပြီးလှုပ်ဆောင်ခဲ့ပါတယ်ဒီလိုလှုပ်ဆောင်ပြီးရဲ့အခါမှာဆိုရင်စစ်စင်ရေးအတွင်းမှာပေါ့နော် TNL ကရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့နမ်ခမ်းနမ်ဆန်မန်တုံးမိုင်းငော့နမတူးကြောင်မဲတီပေါ်နောက်ချိုမိုးမိတ်မိုင်းလုံးကုတ်ခိုင်နဲ့မန္တလေးတိုင်းဒေသကြီးအတွင်းကမိုးကုတ်တို့ကိုအကြမ်းဖက်တိုက်ခိုက်ပြီးတော့အုပ်ဆိုးသွားခဲ့တယ်ပေါ့နော်လက်ရှိမှာယာယီအုပ်ဆိုးသွားခဲ့တာပေါ့အဲ့လိုအုပ်ဆိုးပြီးရဲ့အခါမှာဆိုရင် TNL ကတည့်ရတိုင်းမှာပဲသူတို့တိမ့်ပိုက်လိုက်တဲ့မြို့တွေမှာ မြို့ရွာတိုးတက်ရေးဖော်ဆောင်တာမျိုးမရှိဘဲနဲ့အုပ်ချုပ်ရေးရန်တွေအောင်လဲပတ်ဖို့အတွက်ကိုအလှဉ်စလိုလှုံ့ဆော်ခဲ့ကြတယ်။ဒါပြင်ကိုသူတို့မျိုးတွေရသွားပြီးရနောက်မှာပေါ့နော်သူတို့နဲ့တူတိုက်ခဲတဲ့သူတွေပေါ်မှာလဲသူတို့ကလေးစားသမှုမရှိခဲ့ဘူး။ပီတက်တွေကိုဆိုရင်နှိမ်နေပေါ့နော်အဲ့လိုမျိုးရှိရဲ့။ဒါပြင်အခြားသောသူတို့နဲ့ပေါင်းတိုက်တဲ့သူတွေကိုခွင့်ရေးတွေမပေးဘဲနဲ့မြို့မှာရှိရဲ့အဲ့လိုမျိုးယူဆောင်ကြရရှိရတယ်ပေါ့နော်အိမ်တွေဖောက်တဲ့ပစ္စည်းတွေယူတယ်မြို့သူမြို့သားတွေဇာကောင်းစင်မျိုးစုံတက်ပြီးဆက်ကြေးကြီးကောက်တယ်ဒါတွေပဲလုံနေခဲ့တာပေါ့ပြောမှဆိုရင် မြို့တိုးတက်ရေးအတွက်မလုပ်ဘဲနဲ့ပတ်စံပဲရှာနေကြတာပေါ့နော်အဲ့လိုဖြစ်တဲ့ဟာကိုအချိန်ကာလကြာသွားတဲ့အခါကျတော့ပြည်သူတွေကမနှစ်သက်တော့ဘူးသူတို့လည်းအရန်ကြောက်တယ်ပေါ့နော်ကြောက်တဲ့အခါမှာပြည်သူတွေကိုယ်တိုင်ကသတင်းပေးတာရှိရဲဒါပြင်သူတို့နဲ့အတူတူလက်တွဲပူးပေါင်းပြီးတိုက်တဲ့အဖွဲ့တွေကအစအလင်းဝင်သွားတာတွေသူတို့သစ္စာဖောက်တာတွေရှိလာတဲ့အခါကျတော့အခုဆိုရင် TNL ကစစ်ကိုအကြီးအကျယ်ရှုံးနိမ့်နေတယ်နောက်ချိုးကနေပြေးသွားတယ်ကြောင်မဲကနေလည်းပြေးသွားပြီးအခုတီဘောမျိုးကိုပါသူတို့လက်လှုပ်ရတော့မယ်ဆိုတဲ့အချိန်တွေတခုမှာ TNL ကဆိုရင်မြန်မာတက်မတော်နဲ့ငင်းချင်ဆွနေဖို့စိတ်ဆန္ဒရှိပြီလားဆိုတာလည်းစိတ်ဝင်စားကြကောင်းတဲ့ချက်ပါပဲ။နောက်ပြန် NCA ပွဲရှိရဲဆိုတော့လေ NCA အခမ်းအနားအများတက်မလားဆိုတဲ့အတွေးတော့ကျွန်မတွေးမိရပါတော့ဒါပေမဲ့ကျွန်မတို့ကတွေးတာပဲရှိရပါသူတို့ကတော့နောက်ဆုံးလက်ကျန်အထိရတော့ရအောင်ကြက်ကုတ်ကြက်ခဲနဲ့ကြိုးစားအောင်မဲ့သဘောတရားရှိပါတယ်။သူတို့အနေနဲ့နောက်ဆုံးငွေကုန်တန်ပြဘလို့မှမရတော့ဘဲနဲ့ပလက်လန်တဲ့အချိန်ကြတော့မှပဲငင်းချင်စပွဲဝိုင်းအောင်ရောက်လာမဲ့သဘောတရားရှိပါတယ်။ဒါပေမဲ့လေ TNL အနေနဲ့ကတော့စဉ်းစားပါတော့ ဆုံးဖြတ်တာနောက်ကြလေ TNL ထဲမှာပါနေတဲ့အခွင့်အဝင်တွေအသက်တရားများများဆုံးရှုံးလေးပါပဲမြန်မာတက်မလို့ထိုးစစ်တွေကဘလောက်ထိတောင်မှအင်ပြည့်အားပြည့်နဲ့စွမ်းဆောင်ပြည့်ဝလဲဆိုတာ TNL ရဲ့နဖူးတွေဒူးတွေတိတ်ပြီးပါပြီပေါ့နော်ကျွန်မပြောချင်တာ MND ကတော့ကန်ကောင်းသွားတယ်အုံနောက်ကောင်းအောင်လို့ကန်ကောင်းသွားတယ်လားရှို့လေးလေးမှပြန်ပေးလိုက်ပြီးတော့တက်မလို့နဲ့နှိမ့်နှိုင်းမှုတွေလုပ်နိုင်တဲ့အတွက်သူတို့ကလည်းနည်းနည်းကန်ကောင်းသွားတယ်အဲ့တော့ TNL ကတော့ကန်ကောင်းခြင်းမရှိနိုင်ဘူးဒီတော့အစိုးရကအကောင်းဆိုသလိုပေါ့နော် ဒီရမ်းမဲ့တိုက်ပွဲတွေဆက်ပြီးတော့တိုက်နေမယ်ဆိုရင်တော့ TNL ကလူကုံဝါလိမ့်မယ်လူကုံဝါမဲ့နေထားရှိရယ်တက်မတော်ကတော့မိုးကုံမြို့ထီကိုရအောင်လာပြီးတော့ထိုးစစ်တွေဆင်မှာဖြစ်တယ်တက်မတော်ကအဲ့လိုထိုးစစ်ဆင်နိုင်မှုအတွက်အရာအလုံးပြည့်စုံနေပြီဆိုတော့လည်း TNL ကလည်းနည်းအုံနောက်ရှိရှိတွေးတက်ဖို့လိုပါတယ်ဘလို့ဘလို့ဖြစ်ဖြစ်တက်မတော်နဲ့သူနဲ့ကဆွေးနွေးမှုတွေရှိတော့ရှိခဲ့တာပေါ့နော် TNL နဲ့ဆိုရင်တရုတ်နိုင်ငံကုမင်းမြို့မှာ2025ဖေဖော်ဝါရီလ16ရက်ခုမှာလဲဆွေးနွေးခဲ့မှုတွေအဆင်မပြေမှုတွေဖြစ်တဲ့ဒါပြင်ကို 2025ဧပြီလ28နဲ့29မှာလဲတက်မတော်နဲ့ဆွေးနွေးတဲ့ကိစ္စတွေလုပ်ခဲ့တယ်ပေါ့နော်ဒါမှမဟုတ်အဲ့လိုမျိုးအောင်မြင်မှုမရှိခဲ့ဘူးတရနယ်လေးကနည်းနည်းလောဘကြီးရလေးရှော့ပေါ့နော်ကျွန်မပြောချင်တာလေလောဘကြီးရလေးရှော့ကိုယ့်အကိုအောက်စီးမှနေနေရပြီလားအပေါ်စီးမှရှိနေသေးလားဆိုတာကိုအုံနောက်ထဲကစဉ်းစားပြီးတော့ညှိနှိုင်းစရာရှိတဲ့လူမြန်မြန်ဆန်ညှိနှိုင်းနိုင်မယ်ဆိုရင်တော့ TNL ထဲမှာရှိနေတဲ့တချို့သောတပ်ဖွဲ့ဝင်တွေအသက်ရှင်ပါလိမ့်မယ်။အဲ့လိုမှမဟုတ်ရင်တော့စစ်ကရှုံးတဲ့အခါမှာလန်ကားရှုံးတာမဟုတ်ဘူးလေ။အသက်အိုးအိမ်စီးစိမ်တွေပါဆုံးရှုံးမှာ ဒါလေးကို TNL ကအထက်ပိုင်းနေပေါ့နော်အရာရှိပိုင်းနေစုံဖြတ်ချက်ချနိုင်တဲ့သူတွေစဉ်းစားဆင်ခြင် သုံးသပ်နိုင်မှုလိုပါပြီ။ဒါပြင်ကျမအနေနဲ့ဒီသတင်းလေးထဲမှာပေါ့နော်ထည့်ပြောချင်တာကကျမတို့လွန်ခဲ့တဲ့ရက်ကလည်းကြောင်မဲမြို့ကိုရိုက်ကူးရေးသွားရောက်ခဲ့ပါတယ်။အဲ့လိုသွားတော့ကျမတို့မေးကြပါတယ်တို့ကလေ။ဟိုကြောင်မဲမြို့ရိုက်ကူးရေးသွားရဲတယ်ပေါ့နော်။ဘာကြောင့်သွားရဲတာလဲ။မင်းကလေးဖြစ်ပြီးတော့ပေါ့နော်။ကျမနဲ့ညီမလေးတစဉ်ဦးနဲ့တက်သွားတာဆိုတော့မင်းကလေးဖြစ်ပြီးဘာကြောင့်သွားရဲတာလဲဆိုပြောကြတဲ့အခါကျတော့ကျမတို့ဖြေစံအဖြစ်တစ်ခုပဲရှိတယ်။ ဲ့ဒါပါလဲဆိုရင်ကျမတို့ကမြန်မာတက်မလို့ကိုပြေးဝယုံကြည်ထားလို့ဒီလိုမျိုးမြန်မာတက်မလို့တက်ခတ်သိမ့်ပိုက်လိုက်ပြီးရဲ့မြို့တွေကိုကျမတို့သွားရဲတာမတက်ခတ်သေးရဲ့မြို့တွေကျမတို့မသွားရဲဘူးဒါအမှန်တိုင်းပြောတာတက်မလို့ကအင်ပြေးအားပြေးလုံခြုံရေးလုံနိုင်ပါတယ်ဆိုရင်မြို့တိုင်းကိုကျမတို့သွားရဲတယ်ဘာကြောင့်လဲဆိုရင်ကျမတို့မြန်မာတက်မလို့ပြေးဝယုံကြည်ထားလို့အဲ့ဒီလိုပဲကျမတို့ကြောင်မဲမြို့သွားတာကိုတချို့ကမနာလို့မရှုစိတ်ပေါ့နော်ဟိုငက်စီတို့ပါလို့လျှောက်ပြောတယ်ပေါ့လို့ပဲစားထိုင်ပြောနေကောင်းနေမနာလို့မရှုစိတ်ဖြစ်နေရရှိတယ်ဒါဆိုရင်ကျမမေးချင်တယ်နော် ကျမကမြန်မာတက်မလို့ထောက်ခံအားပေးတယ်မြန်မာတက်မလို့ဒီငါတို့ကိုလုံခြုံအောင်စောင့်ရှောက်နိုင်မယ်ဆိုရယ်ယုံကြည်စိတ်ရှိတယ်ဒါကြောင့်သူတို့ကျမတို့ကိုလုံခြုံမှုပေးနိုင်တဲ့နေရာတော့ကျမတို့သွားရဲတယ်အဲ့ဒီ PDF တို့ပါလို့အားပေးရသူလည်းရှိမှာပဲဟုတ်တယ်နော်ဒါဆိုရင် PDF တွေအခုဆိုရင်နေမြေကြီးစိုးမှုရှိနေတဲ့စကိုင်းတိုင်းလို့တိုင်းသလက်လက်ကိုင်းနေနေမြေကြီးစိုးနေနေရာရှိရယ်အဲ့ဒီနေရာတွေကိုရောသူတို့ဖွဲ့တွေယုံကြည်ကိုးစားနေသူတွေသွားရဲလားရှင်တကယ်ကြတော့ PDF ကိုကြိုက်တယ်ဆိုပြီးပြောနေတယ်။ PDF ရဲ့ PDF ပေးတဲ့လုံခြုံမှုကိုပေါ့နော်။ ငါတို့တွေကရနေတယ်ဆိုပြီးတော့ပြည်သူတွေချင်းထဲနေတဲ့သူတွေကတကယ်တမ်းကျတော့ထိုင်းမှာနေနေကြတဲ့သူတွေနိုင်ငံခြားမှာနေနေကြတဲ့သူတွေအဲ့ဒီလူတွေကို PDF အုပ်စိုးနဲ့မြေလာပါလို့ပြောလို့ရှိရင်သူတို့လုံးဝမလာဘူး online ပေါ်နေပဲသူတို့အာချောင်းနေတာမအားလဲဆိုတော့သူတို့ PDF ကိုမယုံလေကျမတို့ကမြန်မာတက်မလို့ယုံနေမြန်မာတက်မလို့ခေါ်တဲ့နေရာနဲ့ကျမတို့သွားရဲတယ်သူတို့က PDF ခေါ်တဲ့နေရာနဲ့မသွားရဲဘူးရှင်ဒါကတော့ကွာခြားချက်တစ်ခုပါပဲဒီကွာခြားချက်လေးတော့ကျမသတင်းလေးရနေပြီးပြောပြချင်ပါတယ်ဗောနော် ကျမတို့ကဖွဲ့စည်းတစ်ခုယုံကြည်ရယ်ဆိုတာကဒီဖွဲ့စည်းနဲ့လက်တွဲပူးပေါင်းပြီးလော့ဆောင်မကိစ္စအများရှိရယ်။ကျမတို့မြန်မာတပ်မတော်ယုံကြည်ရယ်သူနဲ့တူလက်တွဲပူးပေါင်းပြီးတော့ပြည်သူအကျိုးကျမတို့ထမ်းဆောင်ရှဲတယ်။ပီတက်ကိုယုံကြည်ရယ်သူလည်းပီတက်တင်တဲ့လက်တွဲပူးပေါင်းပြီးတော့ပြည်သူအကျိုးထမ်းဆောင်ကြည့်လိုက်ပါလား။အဲ့လိုပြီးတော့ကျမတိုက်တွန်းချင်တယ်ပေါ့နော်။အဲ့လိုမှမထမ်းဆောင်ရဲဘူးဆိုတော့ online နေပြီးတော့အားချောင်ရုံတက်တက်ပါပဲ။ဒီလိုအားချောင်တက်တဲ့အလေးချင်းမျိုးနဲ့တော့ကျမတို့လည်းပခုံးချင်းမရှင်ပါနဲ့လို့ပဲသတင်းသုံးသပ်ချက်လေးကနေပြီးတော့ထည့်သွင်းပြောဆိုလိုက်ပြရစီတော့ရှင့်။ မိဘပြည်သူများရှင်ကျွန်မခုထပ်မံပြီးတင်ဆက်ပေးရမယ့်သတင်းလေးကဝမ်းသာစရာသတင်းလေးပါရှင်။သတင်းကောင်းစဉ်လေးကိုကျွန်မအယုံဆုံးဖတ်ပြပါမယ်။2024 2025 20ပညာသင်နှစ်တက္ကသိုလ်ဝင်ဆောင်ပွဲပွဲမှာထူးချွန်စွာအောင်မြင်ခဲ့ကျောင်းသားကျောင်းသူတွေနဲ့ဂုံတူးနဲ့အောင်မြင်ခဲ့တဲ့စစ်သည်များပါဝင်သောမျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များတရုတ်ပြည်ဦးသမ္မတနိုင်ငံသို့လေလံခီးထွက်ခွာရတဲ့ရှင်။ ပြီးခဲ့တဲ့တက္ကသိုလ်ဝန်ထမ်းဆောင်ပေးပွဲတော့အရန်ကြရထမှုတွေလည်းရှိခဲ့တယ်ပေါ့နော်။ဆောင်ပွဲကြရသူတွေလည်းရှိရဲ့အောင်းတဲ့သူတွေလည်းရှိရဲ့အိမ်တဲမှာမှတက်မတော်သားတွေလည်းဆောင်ပွဲအောင်တာရှိရဲ့ရှင်။ထူးချွန်စွာနဲ့အောင်ကြတဲ့ကျောင်းသူကျောင်းသားတွေလည်းရှိရဲ့။ဒီကျောင်းသူကျောင်းသားတွေနိုင်ငံတော်ကနေပြီးတော့တရုတ်နိုင်ငံကိုလိမ့်လာခီပို့ဆောင်ပေးတဲ့သတင်းလေးဖြစ်ပါတယ်။ကျွန်မအနေနဲ့ဒီသတင်းလေးကိုဖတ်ပြဖြစ်တာကတော့ဒီအခုပေါ့နော်နောက်ထပ်နှစ်မှာဖြည့်မဲ့တက္ကသိုလ်ဝန်ထမ်းဆောင်ပေးပွဲမှာဖြည့်ဆိုးတဲ့ကလေးတွေ motivation ရအောင်မော်ရှင်စိတ်တက်ခွန်အားလေးရအောင်လို့ကျွန်မတင်ဆက်ပေးချင်တာပါ။ ။သတင်းလေးကိုကျမအနေနဲ့အတိုးချုံပြီးတော့အချင်းချုံလေးပြောပြပါမယ်။အဓိကတော့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရဲ့ကော်မရှင်ဥက္ကဋ္ဌတက်မတော်ကောင်ဝဲဦးစည်းချုပ်ရဲ့လမ်းညွှန်မှုနဲ့2024-2025ပညာသင်နဲ့တက္ကသိုလ်ဝန်ထမ်းဆောင်ရွက်ပွဲထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့စစ်မှုထမ်းဆဲစစ်မှုထမ်းဟောင်းနဲ့အစားခန့်ဝန်ထမ်းများရဲ့သာသမီကျောင်းသားကျောင်းသူတွေနဲ့ဂုံတူးနဲ့အောင်မြင်ခဲ့ကြတဲ့စစ်သည်များပါဝင်တဲ့မျိုးဆက်တဲ့ထူးချွန်လူငယ်မောင်မယ်တွေအားဆိုရင်နိုင်ငံတကာရှင်ကျေးမှုဘူးတုဒ္ဒနဲ့အသိပညာများအတူတူလေ့လာနိုင်မှုတော့ကို ်ကျုပ်ဗျူသမ္မတနိုင်ငံကိုလေလံအခီးစဉ်တွားရောက်ခဲ့ပါတယ်ဒီခီးစဉ်အတွက်ကို အော်တိုဘာလ23ရက်ညပိုင်းမှာရန်ကုန်ပြည်ဆိုင်ရာလေးစိတ်ကနေပြီးတော့လေချောင်းခီးဖြစ်ထွက်ခွာသွားခဲ့ကြပါရဲ့ရှင်အဆိုပါထူးချွန်လူငယ်တွေပါဝင်တဲ့လေလံအဖွဲ့ကိုကာကွယ်ဦးစီးချုပ်ယုံကြည်ကဗိုလ်မှူးကြီးမျိုးမြင့်အောင်ဦးဆောင်ပြီးတော့စစ်မှုထမ်းဆဲစစ်မှုတန်းဟောင်းမိသားစုဝင်တွေရဲ့သားသမီးတွေတပ်သူဝင်တဲ့ဆောင်ပွဲမှာနိုင်ငံတော်အဆင့်ဘတ်ဆောင်ထူးချွန်တဲ့ចောင်းသားတွေအမှတ်အများဆုံးရရှိတဲ့ចောင်းလူចောင်းသားတွေဂုံတူးတပါတာအောင်မြင်တဲ့စစ်သည်တအူးနဲ့ ကျောင်းအုပ်ချုပ်မှုတာဝန်ခံ2ဦးအုပ်ချုပ်မှုဖွဲ့ဝင်4ဦးစသဖြင့်34ဦးတို့ပါဝင်ပြီးတော့တုတ်ပြူသမန်နိုင်ငံအော်တိုဘာ16ရက်နေ့ထိလေလာခီးစဉ်ကာလမှာလေလာမှုတွေပြုလုပ်မှာဖြစ်ပါတယ်ရှင့်။သွားရောက်လေလာမယ့်နေရာလေးလည်းများပါတယ်ရှင့်။အဲ့ဒီမှာထူးခြားတာတော့မဟာတတိုင်းယူလည်းသွားရောက်ပြီးလေလာမယ်ဆိုပြီးရေးသားထားပါတယ်။တကယ်ပြောဖို့ကောင်းတဲ့ခီးစဉ်တွေတခုဖြစ်မှာပါရှင့်။ဒီတော့ကျွန်မအနေနဲ့ကဒီသွားမဲ့ဖွဲ့တယ်မှာပေါ့နော်ထူးခြားတဲ့တယောက်ပါတော့ပါရှင်ဒုတိယတက်ချက်ကြီးဖြစ်တဲ့ ကိုကောင်းမြတ်ကျော်ပေါ့နော်သူကဆိုရင်တဘာသာဂုံလူရှင်ဖြစ်ပါတယ်ဒီလေးလာခီကိုသူသွားရောက်ခွင့်ရခဲ့ပါတယ်သူရဲ့ရင်နှွေးစကားလေးရလေကျမတို့တည်တည်တယ်လို့ထင်တယ်ပေါ့နော်ဒါတော့ကျမဖတ်ပြပါမယ်ဒုတိယတက်ချက်ကောင်းမြတ်ကျော်တဲ့တဘာသာဂုံလူရှင်ဖြစ်ပါရှင်ကျွန်တော်ကတဲ့ပညာရေးအကြောင်းကနေတဘာသာဂုံလူနဲ့အောင်မြင်ခဲ့ပါတယ်စစ်တီတယောက်အနေနဲ့စူးစမ်းရတာအပြင်အကြောင်းတွေလိုမျိုးမဟုတ်ပါဘူးတက်မတော်သားတယောက်ရဲ့တာဝန်တွေလည်းကြေပြောင်းထမ်းဆောင်ရပါတယ် အဲ့ဒီလိုရတဲ့အချိန်တွေတည်းကနေပြီးတော့စာအုပ်မနာမနေစ조사ကြက်မှတ်ခဲ့တာပါအเจ้าမှာတင်ကြားပေးတဲ့သင်ခန်းစာတွေကို조사တင်ယူပါတယ်ညဘက်ရောက်တဲ့အခါမှာလည်းမအိပ်ပဲညနေတဲ့အထိလေ့လာကြက်မှတ်ခဲ့ပါတယ်တရုတ်နိုင်ငံကိုလေ့လာခီးသွားရောက်လဲပတ်ခွင့်ရခဲ့တဲ့အတွက်အရန်ဝမ်းသာကုန်ယူမိပါတယ်လေ့လာခီးစီစဉ်ပေးတဲ့တက်မတော်ကာကွယ်ဦးစီးချုပ်ကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ဆိုပြီးတော့ရင်းဖွင့်စကားလေးပြောထားပါရှင့်ဒါအပြင်ဒီဖွဲ့ထဲမှာပဲပါဝင်တဲ့6ပါတာဂုံလူရှင်တူဦးလည်းရှိပါတယ်မောင်အောင်ခန့်ကိုဖြစ်ပါရဲ့ရှင့်သူ့ရဲ့ရင်ဖွဲ့စကားလေးကိုနားထောင်ကြည့်လိုက်ရအောင်နော် တနစ်တာလုံးပေါ့နော်စင်ဆက်မပြတ်ပဲတနစ်တာစာအုပ်တနစ်ပုံမှန်သူကြက်ပါတယ်တဲ့ဆရာဆရာမတွေသင်ကြားပြသမှုတွေလည်းတေချာလေးစားလိုက်နာတယ်မေးခွန်းဟောင်းတွေကိုအထက်ထက်ပြန်ပြီးတော့လေ့ကျင့်တယ်စာကိုပပိုင်တန်ဖြစ်အောင်စူးစမ်းကြက်မှတ်ပါတယ်ကျွန်တော်တို့စူးစမ်းမှုတွေရှားထင်လောက်အတိမတ်ပြုတ်ပြီးတော့လေ့လာခီးဆေးလွတ်တဲ့အတွက်လည်းအထူးဝမ်းမြောက်ဂုဏ်ယူပါတယ်ဆိုပြီးပြောထားပါရဲ့ရှင် အခုလိုတရုတ်နိုင်ငံကိုလေးလာခီဆေးလုပ်ပေးတဲ့နိုင်ငံတော်ကြီးကဲတဲ့တာဝန်ရှိသူတွေကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ရန်ကုန်နည်းပညာတက္ကသိုလ်မှာဆက်လက်ပညာသင်ကြားပြီးတော့အင်ဂျင်နီယာဘွဲယူပါမယ်။ပြီးရင် PhD ထိရောက်အောင်ကြိုးစားသွားမှာပါဆိုလို့ရှင်းဖွင့်ထားပါတယ်ရှင်။ကျွန်မအနေနဲ့ဒီသတင်းလေးပြောရရင်တော့ပေါ့နော်လူငယ်တွေကိုပြောချင်တာပါ။လူငယ်တွေတက္ကသိုလ်ဝန်ထမ်းဆောင်ပွဲတော့အကြတဲ့ကလေးလေးရှိပါတယ်။သူတို့အနေနဲ့စိတ်တက်ကြကြတယ်ပေါ့နော်။ငါတို့အနေနဲ့ထပ်ပြီးတော့ဆောင်ပွဲဖြေဖို့တဆိတ်ခွန်အားတွေမရှိတော့ဘူးဆိုတော့ပုံစံမျိုးလေးပြောဆိုနေကြရှိရပါတော့။ ဲ့လိုမောင်ငယ်ညီမငယ်လေးတွေကိုကျွန်မပြောချင်တာကဒီလိုအောင်မြင်တဲ့သူတွေဟာလဲခက်ခဲတဲ့နေ့ရက်တွေခက်ခဲတဲ့အချိန်တွေကိုဖြတ်တန်းခဲ့ရတာပါပဲဒါကြောင့်ကို့မှာခက်ခဲတဲ့ဆိုတိုင်းကအောင်မြင်မှုမရနိုင်တော့ဘူးလို့မတွေးပါနဲ့စ조사ပြီးတော့အောင်မြင်မှုရတဲ့ဒီဆက်လက်လှုပ်ဆောင်ပါလို့တိုက်တွန်းချင်ပါတယ်။ကျမတို့လူသားတွေမှာတောင်နဲ့တောင်ကိုယ်ကိုယ်ကိုယ်သွေးတွေအနေထားတွေပေါ့နော်ဘဝပုံစံအခြေအနေတွေမတူပါအောင်ချက်အခုကျမပြောပြတဲ့ရင်ဖွင့်တဲ့အကြောင်းသားနှစ်ယောက်မှာဆိုရင်တက်မတော်သားတယောက်အပြင်ကအကြောင်းသားတယောက်ပေါ့နော်တက်မတော်သားရဲ့ ေးထားချက်နဲ့ပြင်ရကျောင်းသားတယောက်ရဲ့ပေးထားချက်နဲ့မတူပါဘူးလူတိုင်းကဘဝပေးထားချက်တွေမတူပါအောင်ရှင့်ကျမတို့မှာချမ်းသာတဲ့မိသားစုကမွေးဖွားလာရှိရဲနွမ်းပါတဲ့မိသားစုကမွေးဖွားလာတာရှိရဲဒါဟာဘဝပေးထားချက်မတူတာပါ အချုပ်ကလေးကြတော့ပညာကိုတကယ်အဆင့်မြင့်မြင့်သင်ကြားရတယ်မိဘတွေအဲ့လိုပို့ဆောင်တယ်ပေါ့နော်ဒါဟာလည်းသူတို့ပေးထားချက်ပါပဲအချို့ရကြတော့လည်းပညာသင်ဖို့အတွက်ကိုအပြင်လှုပ်လှုပ်နဲ့တွဲပြီးလှုပ်ရတယ် ညာသင်မှုတော်ကိုအချိန်ဦးတကူးကယူပြီးတော့စ조사ရတဲ့အချိန်တွေတခုမိဘကတိတ်ပြီးတော့ပံ့ပိုးမပေးနိုင်ဘူးပေါ့နော်ဒါဟာလည်းဘဝပေးထားချက်တခုပါပဲလူတိုင်းဟာကို့မှာရှိတဲ့ပေးထားချက်နဲ့ပဲဘဝရဲ့ပုံစံတွေကိုတွက်ချက်ရတာပါဒါပေမဲ့အားလုံးကအပြည့်အမှန်ဖို့တော့လိုပါတယ်ရှင့်အဲ့ဒီအပြည့်အမှန်ခြင်းဟာကို့ဘဝရဲ့အောင်မြင်မှုတွေရရှိရနေပါပဲဒါကြောင့်ဘယ်သူမှစိတ်တက်မကြစေချင်ပါဘူးကျမတို့မှလည်းငယ်စဉ်ဘဝမှာခက်ခဲမှုတွေရှိခဲ့တာပဲတရင်သမားဘဝမှာလည်းခက်ခဲမှုတွေရှိခဲ့တာပဲဒီလိုပဲဘဝကို အစဉ်ပြေအောင်ပေးထားချက်တွေကိုတွက်ချက်ပြီးတော့အောင်မြင်မှုတွေရရှိအောင်ကြိုးစားရပါတယ်။လူငယ်တွေလည်းဒီလိုပဲဖြစ်မှာပါ။ဒါကြောင့်သူများအောင်မြင်အောင်အတူယူပါအားကြပါကိုယ်လည်းအောင်မြင်နိုင်တဲ့ဆွဲစိတ်လေးကိုတွေးထားပါရှင့်။နောက်နှစ်ကြလို့ရှင်တက္ကသိုလ်ဝန်ထမ်းဆောင်ဝယ်ဖြည့်ပြီးရခါမှာအောင်မြင်မှုရရှိရအကြောင်းသားတွေအများကြီးမြင်တွေ့ရမှာပါ။တချို့ကရှိရနော်တက္ကသိုလ်ဝန်ထမ်းကိုတစ်နှစ်ထဲနဲ့ဖြည့်လို့အောင်တာရှိရတယ်။တချို့ကနှစ်နှစ်ဖြည့်မှအောင်တာရှိရတယ်။တချို့ကြောင့်၃နှစ်ဖြည့်ရတယ်။တချို့ကြောင့်၄-၅နှစ်ဖြည့်မှအောင်တာရှိပါတယ်။တယောက်တော့မတူဘူးဒါပေမဲ့ အောင်မြင်မှုကိုရရှိခဲ့တာတော့တူရဲ့လေဒါကြောင့်ကိုကဘယ်နှစ်နှစ်ပဲဖြေခဲ့ဖြေခဲ့စိတ်တမ်းကြပါနဲ့အောင်မြင်ဖို့အတွက်စိတ်ဆန္ဒရှိရဆိုရင်ကြိုးစားပါလို့တိုက်တွန်းချင်ပါတယ်ဒါပြင်နိုင်ငံတော်ကလည်းအခုလိုပညာထူးချွန်တဲ့တက်မတော်သားတွေနဲ့ကျောင်းသားလေးတွေကိုလိမ့်လာခီးတွေနိုင်ငံတော်စိတ်နဲ့ပို့ဆောင်တဲ့အတွက်လည်းကျမတို့ကလေးစားခုံယူပါရရှင်ကျေးဇူးလည်းအများကြီးတင်ပါရရှင်ကျမတို့နိုင်ငံလူငယ်တွေထွေထွေပူတူတာတွေနိုင်ငံတကာပူတူတာရရှိဖို့အတွက်ကကျမတို့အားလုံးမှာတာဝန်ရှိပါတယ်ဒီခန့်ကဏ္ဍလေးကိုဆောင်ရွက်ပေးရတဲ့အတွက်နိုင်ငံတော်မှာတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ကျမတို့ရဲ့တက်မတော်ကာကွယ်ဦးစီးချုပ်ကိုလည်းကျမအနေနဲ့ကျေးဇူးထူးတင်ရှိကြောင်းတရင်လေးကနေပြီးတော့တင်ဆက်လိုက်ပြရစီတော့ရှင်မိဘပြည်သူများရှင်ကျမခုဆက်လက်တင်ဆက်ပေးမှာကပြည်သူအသံလေးတခုဖြစ်ပါတယ်ကျမတို့ရဲ့တရင်လေးနေ့စဉ်ကြည့်တဲ့ပြည်သူတွေထဲမှာပေါ့နော်တချို့တွေကကျမတို့ရင်ဖွင့်စာလေးဖေးပို့လာပါတယ်အဓိကသူတို့နေ့စဉ်နေတဲ့နေထိုင်နေရတဲ့ဘဝမှာအနီလို့ခေါ်တဲ့နေပိတ်တွေပေါ့နော်အဲ့နေပိတ်တွေထံဘယ်လောက်ထိခံစားနေရလဲဆိုတာလေးကျမတို့ရင်ဖွင့်လာတာပါ ကျမတို့မှာရင်မဖွင့်ရအောင်ဆိုရင်တို့ရင်ထဲမှာဘယ်လောက်ထိအောင်မှာဒီစိတ်ခံစားချက်တွေကြောင့်ပေါ့နော်နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေရမှာရှင့်ဒါကြောင့်ကျမရင်ဖွင့်မှုလေးဆိုနားထောင်ပေးပါတယ်ပြီးသူကိုပြန်ပြီးတော့တင်ပြပေးလို့ကိစ္စလေးဆိုကျမတင်ပြပေးပါတယ်အခုကျမပေးပို့လာတဲ့စာထဲမှာရေးထားပါပေါ့နော်သမီးရေတဲ့ပြောချင်တာလေးရှိလို့ပါတဲ့အန်တီတို့ကအစိမ့်နေပေါ့နော်အစိမ့်နေဆိုတာတက်တက်မလို့ထောက်ခံတယ်တက်မလို့ပေါ့မှာဟိုမျိုးမှန်ကန်တဲ့အမြင်ရှိတဲ့သူတွေပေါ့အန်တီတို့ကအနီးကြားထဲမှာနေရပါတယ်ရုပ်ကွက်ထဲမှာအနီးကြီးများတယ်ပေါ့နော်သူတို့ရဲ့ကွက်ထဲမှာ အဲ့ရုပ်ကရမနေရောတဲ့အနေရအန်တီတို့ဘာပြောလဲဆိုရင်တဲ့နင်တို့တတ်ချင်လို့ရှင်တိတ်နေဆိုင်တော့မကုန်ဘူးဆိုပြီးတော့လဲစောင်းမြောင်းပြောဆိုပါတယ်တဲ့ဒါအပြင်ရက်ွက်ရှိရနေပြီးတော့ရက်ွက်ရှိမှာပေါ့နော်ဒီလူမျိုးတို့ထုတ်ပြီးတော့ဖင်ကိုတစုထိုးတတ်မယ်ဆိုပြီးတော့အဲ့လိုမျိုးမရိုင်းတဲ့စကားတွေပါပြောဆိုလဲဆိုပြီးတော့ကျမတို့ရင်ဖွင့်လာပါတယ်ရက်ွက်ထဲမှာဆိုတော့နော်အဲ့လိုစကားပြောဆိုလဲဆိုတော့မှအဲ့အနေရစောင်းမြောင်းပြောဆိုမှုတွေကိုနေ့စဉ်နေ့တိုင်းနေပါခံစားနေရတယ်ဆိုပြီးရင်ဖွင့်ထားပါရှင် ဒီတော့ကျွန်မစီကိုပေးစာလေးပေးပို့လာပြီဆိုတော့ကျွန်မလည်းစာလေးနဲ့ပတ်သက်ပြီးသုံးသပ်ချက်လေးပြောရအောင်ပါဘောနော်ဒီစာထဲမှာပါတဲ့အကြောင်းအရာအရာဆိုရင်ဒီရက်ကွက်ထမှာနေထိုင်တဲ့အနီရဲ့စိတ်ရင်းစိတ်ခံတွေကိုလူကြီးမင်းတို့မိဘပြည်သူတို့ခံမှန်းမိလောက်မယ်လို့ထင်ပါတယ်အဲ့တော့အဲ့လိုမျိုးပေါ့နော်သူတို့ဘာကိုရက်ကွက်ထမှာအစိမ်းနေဈာနေပြည်သူတွေကိုစော်ကားလေးရှိတဲ့အနီတွေဆိုကျွန်မစကားစကားလေးပါကြင်တာပေါ့ရှင်ဘလို့ပါကြင်တာလဲဆိုရင်လူကြီးမင်းတို့အနေနဲ့ပေါ့နော်လူကြီးမင်းတို့ယုံကြည်ရာလူကြီးမင်းတို့လက်ခံရာ တွေ့သည့်အမတန်ကိုမှန်ကန်နေပါတယ်လို့လူချင်းမင်းတို့ရဲ့စိတ်ထဲမှာတည်တည်ချာချာဆွဲမြဲထားတယ်ဆိုမလို့လူချင်းမင်းတို့ကိုလူချင်းမင်းတို့တတ်မှတ်ထားတာရှိမှာပေါ့ငါတို့ကအမှန်တရားဘက်မှာပဲနေတယ်ငါတို့ကတရားသောဘက်မှာပဲနေတယ်ငါတို့ကအကြမ်းဖက်အုပ်စုဘက်မှာမနေဘူးငါတို့ကအကြမ်းဖက်မှုတွေအမပေးဘူးဆိုပြီးတကယ်ယုံကြည်လက်ခံနေရဲ့ဆိုရင်ရက်ကွက်ထဲမှာရှိနေဘာလက်နဲ့မှကန်ဆောင်ထားခြင်းမရှိတဲ့ပြည်သူအချင်းချင်းလူချင်းမင်းတို့ခုလိုမျိုးတတ်မယ်ဖြတ်မယ်ဆိုပြီးပြောတာကရော့ လူချင်းမင်းတို့ကအဲ့ဒါတရားတော်ဘက်မှာနေတာလားရှင်လူချင်းမင်းတို့လောက်ရက်ကတရားမျှတတယ်လို့ထင်ပါသလားရှင်ငါတို့အနေရရောက်ကထဲမှာအင်အားကောင်းတာပဲဆိုပြီးအစိမ်းတွေကိုစော်ကားတယ်ဆိုတော့လူချင်းမင်းတို့ကအဲ့ဒါကြီးနိုင်ငယ်ညှင်းလောက်တာမဟုတ်ဘူးလားရှင်ကျွန်မမိရလေးတစ်ချက်လောက်ဖြည့်ကြည့်ကြပါလားလူချင်းမင်းတို့အဲ့လိုမျိုးသူတို့ဘာကိုဆောင်းမြောင်ပြောဆိုနေရတာပျော်လားရှင်အဲ့ဒါကအောက်တန်းကြတဲ့လောက်ရက်ဆိုတော့လူချင်းမင်းတို့အုံနောက်ကမစင်းစားမဆုံးဖြတ်နိုင်ဘူးလားရှင် အနီမိဘပြည်သူရဲ့အနေနဲ့ပေါ့နော်ရက်ကွက်ထဲမှာနေနေတဲ့အစိမ်းမိဘပြည်သူတွေကိုအဲ့လိုမျိုးစော်ကားမော်ကားပြောဆိုတယ်ပေါ့နော်နင်တို့ကစစ်တပ်ကိုထောက်ခံနေပါတယ်ပြောဆိုမယ်ဆိုကျွန်မနှိုင်းရှင်ချက်လေးခုပြောပြပေးမယ်ရက်ကွက်ထဲမှာနေရတဲ့သူတွေအနီဖြစ်ဖြစ်အစိမ်းဖြစ်ဖြစ်အုတ်ချွေမှုယုံမသွားရအောင်လားအနည်းဆုံးတော့အဲစင်းတန်ရတယ်လေအစိုးရနဲ့အဲ့ဒါဆက်သွယ်တာပဲလေအစိမ်းရောအနီရောဆက်သွယ်နေတာဘာလို့အစိမ်းကြမှာပြစ်ဖြစ်ရမှာလဲရှင့်ဒလန်ဖြစ်ချင်းဖြစ်တရက်ကွက်လုံးဖြစ်ရမှာမဟုတ်ဘူးလား ဒါပြင်တိုင်းပြည်မှာလိုအပ်တဲ့မီတာကတွေဘာတွေလူချင်းမင်းတို့မဆောင်လားတရက်ကလုံးဆောင်နေလေအဲ့ဒါအောင်မှာမီတာကဆောင်နေအစိမ်းကြမှာဘာလို့ပြစ်ဖြစ်ရတာလဲအနီကြတော့အပြစ်မဖြစ်ဘူးလားအပြစ်ဖြစ်ခြင်းဖြစ်တရက်ကလုံးဖြစ်ရမှာလေမီတာကဆောင်နေတော့တရက်ကလုံးမဆောင်နဲ့တရက်ကလုံးမီးပြတ်သွားအေးရပဲဟုတ်ဘူးလားကျမပြောပြတာနော်အနီဖြစ်ဖြစ်အစိမ်းဖြစ်ဖြစ်လူချင်းမင်းတို့နေနေမြန်မာနိုင်ငံနယ်နိမိတ်တို့မှာနေနေတာတက်မော်နဲ့လေလိုအပ်ပတ်သက်ရတာပဲရတဟုတ်ဝင်နဲ့လိုအပ်ပတ်သက်ရတာပဲ အဲ့လိုပတ်သက်မှုတွေကအနီရောအစိမ်းရောအတူတူပဲအဲ့ဒါကောမှဘာလို့တမှုပို့ရှူပြီးတော့အစိမ်းတွေပဲအပြည့်ရှိရဲဆိုတဲ့ပုံစံမျိုးချိုးရတာလေအစိမ်းတွေကတော့ရှင်းပြအပြည့်မရှိဘူးသူတို့ကသူတို့နဲ့အစဉ်ပြေးရဲ့အဖွဲ့မှုလို့ပတ်သက်တာလူချင်းမင်းတို့ကြတော့လူချင်းမင်းတို့နဲ့အစဉ်ပြေးမှာပြီးတဲ့တည်းလေဘာလို့ဒီဘက်နဲ့လာပြီးပတ်သက်နေလဲအဲ့ဒါလူချင်းမင်းတို့ကဒလန်မဟုတ်ဘူးလားပြောပြတာကျမတို့ပြန်ပြီးထောက်မယ်ဆိုထောက်စရာအများကြီးပဲနော်လူချင်းမင်းတို့စင်ကြင်နိုင်မှုအတွက်ပြောပြတာတရက်ကလုံးနေနေတာတူတူပဲစားတဲ့စားရတယ်တူတူပဲနိုင်ငံတော်ခွန်ဆောင်တာလည်းတူတူပဲ လက်စစ်သုံးတာလည်းတူတူပဲရေသုံးတာလည်းတူတူပဲအုပ်ချုပ်မှုယုံသွားတာလည်းတူတူပဲလုံခြုံရေးကိစ္စရှိလို့ရေတဖွဲ့ဝင်နေနဲ့ပတ်သက်တာလည်းတူတူပဲအဲ့လိုတူတူပဲဟာကိုအစိမ့်နေမှာပြည့်ရှိရဲဆိုတဲ့ပုံစံပြောဆိုနေတဲ့သူတွေဆင်ကျင်နိုင်မှုတဲ့ကျွန်မသတင်းလေးရနေပြောပြတာပါလောကကြီးမှာစကားတစ်ခုရှိရဲလူချင်းမျိုးအများနဲ့မှတ်ထားပါလေသိလားလောကကြီးမှာငါကြီးပဲအနိုင်ဆိုတာမရှိဘူးတဲ့လူချင်းမျိုးတို့များအောင်နိုင်စားလို့ရှင် တနေ့မှာလူချင်းမျိုးနိုင်စားမဲ့သူပုံပေါ်ပါလိမ့်မယ် အဲ့ချိန်ကျရင်နောင်တမရအောင်လို့ခုတွေကပြောဆိုနေထိုင်လေးစင်ကျင်ကြပါရှင်မစင်ကျင်ဘူးဆိုတော့လူသမီးတို့နိုင်စားတဲ့သူပေါ်လာတဲ့နေ့ကျရင်ဘယ်ကပေါ်မလဲတော့ကျမလည်းမသိဘူးနော်ဘယ်လိုပုံစံနဲ့ပေါ်မလဲတော့ကျမလည်းမပြောတတ်ဘူး surprise ပေါ်လာတာတော့ဟုတ်တယ်မလားနော်ဘယ်လိုပုံစံနဲ့ပေါ်မလဲဆိုတာမသိဘူးအဲ့တော့ပေါ်လာတဲ့ခါကျရင် unknown one သာဆိုတဲ့လက်ခံလိုက်ပါရှင်သူများကိုနိုင်စားရင်တော့ကိုယ်နိုင်တဲ့လူကပေါ်မှာပဲဒါပြေးလို့မလို့တဲ့ will like mode တစ်ခုပဲဒါလေးကိုစင်ကျင်မှုအတွက်သတင်းလေးရနေပြီးတော့တင်ဆက်လိုက်ပြရစေတော့ကျမတဲ့တဲ့တုံးသက်ချက်လေးကိုဒီနေ့မှာဒီလောက်နဲ့ပဲရှင်းနာပြပါစီရှင် ကျမရဲ့သတင်းလေးတွေကိုနေ့စဉ်ဒီတိုင်းပဲကြည့်ရှုအားပေးတဲ့မိဘပြည်သူများအားလုံးဆေချမ်းသာကိုကျန်းမာကြပါစေ။ကောင်းသောလူရင်ဆန္ဒများပြေဝါကြပါစေ။လူချင်းချင်းလှည့်ပတ်ခြင်းခင်းရှင်းကြပါစေ။အထင်သေးခြင်းအချင်းချင်းခင်းရှင်းကြပါစေ။ဆင်းရဲလူချင်းအချင်းချင်းခင်းရှင်းကြပါစေလို့ကျမတို့ Prime Media မိသားစုကဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။